အရှင်ဖရာရဲ့ဓမ္မဗီဒီယိုတွေတပြည့်တော်နှစ်ချိုက်သူပါဖရာတပြည့်တော်ကဘာသာခြားကြားမှနေရသူပါဘာသာခြားတူကတတဝါလူချွတ်မှကျွတ်တယ်တဲ့တပြည့်တော်ကလက်မခံပါဘူးရှင်းမပြတတ်လို့ရှင်းပြပေးတော်မူပါဖရာတဲ့တတဝါလို့ပြောလိုက်ရင်တချို့ကတရိษံကိုပဲမြင်တတ်ကြတယ်နော်တတဝါဆိုတာကတရိษံတစ်မျိုးတည်းကိုပြောတာမဟုတ်ဘူးတရှိအရာအလုံးကိုပြောတာ အဲ့ဒီလိုတက်ရှိအရာအလုံးကိုတတ္တဝါလို့ပြောတာဖြစ်တဲ့အတွက်လူလဲတက်ရှိဖြစ်တာကြောင့်လူလဲတတ္တဝါပဲနော်ဒါကြောင့်တတ္တဝါလူချွတ်မှကျွတ်တယ်လို့ပြောရင်မင်းလဲတတ္တဝါဖြစ်တဲ့အတွက်မင်းကိုလဲငါချွတ်မယ်လက်ခံမလားလို့မေးကြည့်လိုက်ပါနော်တချို့ကတရိษံတကောင်ကိုတက်လိုက်တဲ့အခါမှာအဲ့ဒီအသက်ခံရတဲ့တရိษံဟာပြေးသွားပြီးတဲ့အခါနောက်ဘဝကောင်းရာဘဝသို့ရောက်တယ်လို့ထင်တတ်ကြပါတယ်မရောက်နိုင်ဘူးနော်ဘာကြောင့်လဲဆိုရင် တရိษံဆိုတာကအိစားကာမ၃ခုကိုသာသိပြီးလူတွေလိုကုသိုလ်အကုသိုလ်မသိတဲ့အတွက်အဲ့ဒီတရိษံဘွားကသိပြီးဆိုတာနဲ့ဒီရဲကိုကြသွားတာနော်တခါတရံမှာတော့ဘွားပေါင်းများစွာကပြုခဲ့တဲ့ကုသိုလ်ကောင်းမှုတစ်ခုကြောင့်ကောင်းရာသူကတိတို့ရောက်တဲ့အခါမျိုးတွေတော့ရှိပါတယ်အဲ့ဒါကလည်းပဲတသိန်းမှတစ်ယောက်လောက်ပါနော်ဒါကြောင့်မြတ်စွာဘုရားကလူတသိန်းတည်လို့ကောင်းရာသူကတိတို့တယောက်ရောက်ခဲ့တယ်လို့ဟောကြားတာပေါ့နော်ဒါကြောင့်တရိษံတကောင်သိပြီးဆိုရင် ောင်းရာသူကလေးတို့ရောက်ခဲ့တဲ့အတွက်တတဝါလူချုံမှကျွတ်တယ်ဆိုတဲ့စကားဟာအမှန်ပါဘူးမှားပါတယ်နော်တတဝါလူချုံမှကျွတ်တယ်လို့ပြောပြီဆိုရင်အဲ့ဒီပြောတဲ့လူကိုပြောလိုက်ပါမင်းလည်းတတဝါဖြစ်တဲ့အတွက်မင်းကိုငါချွတ်မယ်လက်ခံမလားလို့နော်အမြဲစိတ်ချမ်းသာအောင်ဘယ်လိုနေရမလဲဖေရတရားသဘောနဲ့ရှင်းပြပါတဲ့အမြဲစိတ်ချမ်းသာအောင်ဘယ်လိုနေရမလဲဆိုရင်တိမိသားစုနဲ့နေတဲ့အခါမှာ အကောင်းမြင်ဝါဒထားပြီးမေတ္တာစိတ်နဲ့နေပါမိသားစုနဲ့နေတဲ့အခါမှာအကောင်းမြင်ဝါဒမထားဘဲသူများလို့တမျှကိုအပြစ်ပြောပြီးမြူဆူနေမယ်ဆိုရင်အဲ့ဒီအိမ်ကရှိတဲ့မိသားစုတွေလည်းစိတ်ဆင်းရဲရသလိုမိမိကိုယ်တိုင်လည်းစိတ်ဆင်းရဲရပါတယ်။ဒါကြောင့်မိသားစုနဲ့နေတဲ့အခါမှာအကောင်းမြင်ဝါဒထားပြီးမေတ္တာစိတ်နဲ့နေပါ။နှစ်အခြားလူနဲ့နေတဲ့အခါမှာတိခံစိတ်နဲ့နေပါ။ တခြားလူဆိုတာကမိမိနဲ့သွေးမတော်သားမဆက်တဲ့သူဖြစ်တာကြောင့်သူ့ရဲ့ပြုမှုနေထိုင်ခြင်းဟာမိမိနဲ့ပဟဇာတဖြစ်ခြင်းမှဖြစ်ပါလိမ့်မယ်။ပဟဇာတမဖြစ်တဲ့အခါမျိုးမှာပြီးမခံပဲအတိုက်အခံလုပ်မယ်ဆိုရင်ရံများတက်ပါတယ်။ပြီးခံလိုက်မယ်ဆိုရင်ရံကင်းပါတယ်။ရံကင်းခြင်းဟာလည်းပဲစိတ်ချမ်းသာရခြင်းတစ်မျိုးပါပဲ။ဒါကြောင့်အခြားလူနဲ့နေတဲ့အခါမျိုးမှာပြီးခံစိတ်နဲ့နေပါ ၃တယောက်တည်းနေတဲ့အခါမှာတရားနဲ့နေပါလောဘဒေါသမောဟစတဲ့အကုသိုလ်တရားတွေဟာ လူတွေရဲ့စိတ်ကိုဆင်းရဲစေပါတယ်အဆိုပါလောဘဒေါသမောဟစတဲ့အကုသိုလ်တရားတွေကိုနိုင်တာဟာကုသိုလ်တရားပဲဖြစ်ပါတယ်ကုသိုလ်တရားကိုနေ့စဉ်ပွားများနေတဲ့လူဟာ သူ့ရဲ့တန်တန်မှာလောဘဒေါသမောဟစတဲ့အကုသိုလ်တရားတွေကင်းနေတာကြောင့်စိတ်ချမ်းသာရပါတယ် ဒါကြောင့်တယောက်တည်းနေတဲ့အခါမျိုးမှာတရားနဲ့နေပါဤနေနည်း၃မျိုးဖြင့်နေမယ်ဆိုရင်စိတ်ချမ်းသာပါပြီเนาะနိရောဓသစ္စာအကြောင်းလေးတပည့်တော်အားဟောပြပေးတော်မူပါဖရာတဲ့နိရောဓသစ္စာဆိုတာဒုက္ခဤငြိမ်းအေးရာအမှန်နိဗ္ဗာန်ဤအကျိုးကိုပြောတာပါနိရောဓသစ္စာသည် အနက်၄ချက်ရှိပါတယ်အနက်၄ချက်ကဘာတွေလဲဆိုရင်၁နေတရဏထ ဝိဒုက္ခမှကျွတ်လွတ်ခြင်းသဘောနှစ်အဝိပေကထအနောက်အရှက်မှကင်းစိတ်ခြင်းသဘောသုံးအမတထပြေဆုံးခြင်းမရှိသောသဘောလေးအပင်ခတထအဖန်ဖန်ပြုပြင်စီရင်မှုမရှိသောသဘောတို့ဖြစ်ပါတယ်ဒါဟာနိရောဓတစ္ဆာဤအနတ်အဓိပ္ပာယ်ပဲဖြစ်ပါတယ်အရှင်ဖေယတပည့်တော်ပု္ပ္ပာလေးမိခွင့်ပြုပါဖေယမနုတ္တတဘာဝဒုံလဘောသုတိအတိုင်း လူအဖြစ်သည်ရာခဲဤဟုဆိုကလူဟုခေါ်တိုက်သည့်အင်္ဂါရများကိုဖြေချားပေးတော်မူပါတဲ့လူဆိုတာက မနုဿဆိုတဲ့ပါဠိကလာတာပါ မနုဿကိုပုတ်ခွဲတဲ့အခါမှာမနကတပုတ်ဥဿကတပုတ်ဖြစ်ပါတယ်မနဆိုတာကစိတ်ထားကို ပြောတာပါဥဿဆိုတာကမြင့်မြတ်တာကို ပြောတာပါစိတ်ထားမြင့်မြတ်သူလို့အဓိပ္ပာယ်ရပါတယ်စိတ်ထားမြင့်မြတ်တဲ့သူတွေမှာအင်္ဂါ၃ရက်ရှိရပါမယ်အင်္ဂါ၃ရက်ကဘာတွေလဲဆိုရင် ်တသူတော်ရေစွမ်းတတိရှိခြင်းနှစ်ပฏิမန်တော်တတိတရားနှင့်ပြည့်စုံခြင်းသုံးမြမစရိယဝတ်တော်မြတ်တော်အကျင့်ကိုကျင့်ခြင်းတို့ဖြစ်ပါれ။ပေါ်ပြပါ အင်္ဂါ၃ရက်နဲ့ပြည့်စုံတဲ့လူကိုစိတ်ထားမြင့်မြတ်သောမနုဿလူလို့ခေါ်ဆိုပါれ။ဒါဟာလူသားတစ်ယောက်မှာရှိတင်ရှိထိုက်တဲ့အင်္ဂါရက်ပဲဖြစ်ပါれ။အရှင်ဖေယဒါလေးဖြေချပေးပါဖေယ။ဖျားကန်တို့မဟုတ်ဖျားစင်ရှိမှာ ့ပစိုးလဲတာတို့အဝတ်စားလဲတာတို့ ဆိုရင်ငရဲကြီးပါသလားဖရာတဲ့ဦးဇင်းတို့ဗုဒ္ဓဘာသာဝင်တွေဟာဖရာရုပ်ွားစင်တုတော်တွေကို ကိုးကွယ်တယ်ဆိုတဲ့နေရာမှာရုပ်ဝတ္ထုတသက်သဘောထားပြီးကိုးကွယ်တာမဟုတ်ပါဘူးတတ်တော်ထင်ရှားဖရာရှင်ကိုရည်မှန်းပြီးကိုးကွယ်တာဖြစ်တဲ့အတွက်တတ်တော်ထင်ရှားဖရာကဲ့သို့သဘောထားရမှာဖြစ်ပါတယ်တခါတော့ကမဟာကန္တာယုံဆရာတော်ဖရာကြီးဟာ သူကျင်းဆက်တဲ့အခန်းထဲမှာဖရာယူပွားဆင်းလူတော်တွေမထားဘူးလို့သိရပါတယ်။အဲ့ဒီအကြောင်းအရာကိုဒကာဒကာမတွေသိတဲ့အခါမှာဘာကြောင့်ဖရာယူပွားဆင်းလူတော်တွေအခန်းထဲမှာမထားရပါသလဲဟုဆရာတော်ကြီးအားမေးမြန်းလျှောက်ထားပါတယ်။အဲ့ဒီအခါမှာဆရာတော်ကြီးကဖုန်ကြီးကဖရာယူပွားဆင်းလူတော်တွေကိုတတော်ထင်ရှားဖရားကဲ့သို့သဘောထားတာဖြစ်တဲ့အတွက်ဖရားရှိမှအနေထိုင်မတက်ရင်အပြစ်ဖြစ်မှာကိုကြောက်လို့ဖုန်ကြီးကျင်းတဲ့အခန်းထဲမှာ ဖရာယုတ်ပွားစင်းတို့တော်မထားခြင်းဖြစ်တယ်လို့ပြန်လည်မိန်ကြားတော်မူပါတယ်။သာသနာ့အုပ်ဆောင်ဆရာတော်ကြီးများပင်လျင်ဖရာယုတ်ပွားစင်းတို့တော်များကိုတတ်တော်ထင်ရှားဖရာကဲ့သို့ကြီးညိုလေးစားကြပါတယ်။ဒါကြောင့်ဥစဉ်တို့ဗုဒ္ဓဘာသာဝင်တွေဟာလည်းပဲဖရာကျောင်းဆောင်ရှိမှဖရာရှင်ကိုတတ်တော်ထင်ရှားကဲ့သို့သဘောထားပြီးမဖွယ်မရမလုပ်ကြပါနဲ့။အဲ့ဒီလိုမဖွယ်မရလုပ်မယ်ဆိုရင်အပြည့်ဖြစ်နိုင်တဲ့အတွက်ရည်ရည်ကြီးနိုင်ပါတယ်။ စင်ကျင်တုံတရားနဲ့ထိမ့်သိမ့်နေထိုင်တတ်ကြပါသည်လို့ပြောကြပါတယ်။အရှင်ဖေရငါးပါးသီလကိုဖျားရှိမှမဟုတ်ပဲအလုသွားရင်ရွတ်ဖက်သီလထိမ့်လို့ရပါသလားဖျားတဲ့။သီလတောင်းတယ်သီလပေးတယ်ဆိုတာကအသုံးအနှုတ်အနေနဲ့သာတုံးကြတာပါ။တကယ်တော့သီလဆိုတာဟာတောင်းယူလို့ရတဲ့အရာလည်းမဟုတ်တလို့ပေးလို့ရတဲ့အရာလည်းမဟုတ်ပါဘူး။ကိုယ်တိုင်ကျင့်သုံးရတဲ့အရာဖြစ်ပါတယ်။ ကျင်သုံးတယ်ဆိုတဲ့နေရာမှာလည်းပဲကိုနဲ့နှုတ်ကိုသာထိမ့်သိမ့်ကျင်သုံးရတာဖြစ်ပါတယ်ကိုကအကုသိုလ်နဲ့ပတ်သက်ပြီးမကောင်းတာမလုပ်ဘူးနှုတ်ကအကုသိုလ်နဲ့ပတ်သက်ပြီးမဟုတ်တာမပြောဘူးဆိုရင်သီလကလုံနေပါပြီเนาะဖုန်ကြီးရှိမှသီလယူတယ်ဖျားရှိမှသီလယူတယ်ဆိုတာကဂတိကဝတ်ပြုတဲ့သဘောမျှတာဖြစ်ပါတယ်ဒါကြောင့်ကိုနဲ့နှုတ်ကိုအကုသိုလ်မဖြစ်အောင် ထိမ့်သိမ်းစောင့်ရှောက်နိုင်မယ်ဆိုရင်ဖျားရှိမှတီလမယူလဲပဲမိမိဘာသာမိမိစောင့်ထိမ့်လို့ရပါတယ်အရှင်ဖျားတပည့်တော်ဒေါသဖြစ်မှုကိုဘယ်လိုထိန်းချုပ်ရမလဲဖျားဒေါသဖြစ်ရင်စဲဆိုမိပါတယ်အဲ့ဒါကြောင့်ထိန်းချုပ်နီလေးပေးသနာပါဖျားတဲ့ဒေါသဖြစ်တယ်ဆိုတာ1တတိမရှိလို့ဖြစ်ပါတယ်2မေတ္တာတက်အားနည်းလို့ဖြစ်ပါတယ်3 ဒါကြောင့်ဒေါသဖြစ်တာကို အလိုမရှိဘူးဒေါသကိုထိန်းချုပ်ခြင်းတယ်ဆိုရင်တဒေါသဖြစ်ပြီဆိုတာနဲ့ငါဒေါသဖြစ်နေပါလားလို့တတိကက်လိုက်ပါအဲ့ဒီလိုတတိကက်လိုက်မယ်ဆိုရင်ဒေါသဖြစ်မှုကိုယောနေစေပါတယ်နှစ်နေ့စဉ်နေ့စဉ်မေတ္တာများများပွားပါအဲ့ဒီလိုနေ့စဉ်နေ့စဉ်မေတ္တာများများပွားမယ်ဆိုရင်မေတ္တာပွားသူရဲ့တန်တန်မှာမေတ္တာဓာတ်တွေကိန်းလာပြီးဒေါသဖြစ်မှုကိုယောနေသွားပါလိမ့်မယ် ဒါဟာဒေါသမဖြစ်အောင်ထိမ့်ချုပ်နေပဲဖြစ်ပါတယ်။အရှင်ဖေယနှိမ့်နှိမ့်ချိုက်ချိုက်အိပ်ပျော်နေခြင်းဟာ နိဗ္ဗာန်လားမောဟလားတဲ့။နိဗ္ဗာန်ဆိုတာကနိဝါဏဆိုတဲ့ပုဂ္ဂလာတာဖြစ်ပါတယ်။နိဝါဏဆိုတာကတဏှာမှလွတ်မြောက်ခြင်းတဏှာမှထွက်ခွာခြင်းလို့အဓိပ္ပာယ်ရပါတယ်။အိပ်ပျော်နေတာကို ပြောတာမဟုတ်ပါဘူး။မောဟဆိုတာကတော့ တွေ့ဝေမိုင်မဲချင်းလို့အတိပယ်ရပါတယ်ကိုလုံနေတဲ့အလုတ်ကိုကုသိုလ်လားအကုသိုလ်လားဝေခွဲ၍မရပဲတွေ့ဝေငေးမောနေတာကိုမောဟလို့ဆိုလိုခြင်းဖြစ်ပါတယ်အိပ်ပျော်နေတာကို ပြောတာမဟုတ်ပါဘူးအိပ်ပျော်နေတဲ့အချိန်ဟာဘဝင်စိတ်ဖြစ်နေတဲ့အချိန်ဖြစ်ပါတယ်ဘဝင်စိတ်ဆိုတာကဘဝအစာအုံဆုံးဖြစ်တဲ့စိတ်နဲ့တေခံနီးဖြစ်တဲ့သုတိစိတ်နဲ့အလားတရံတူတဲ့စိတ်မျိုးကိုပြောတာဖြစ်ပါတယ် အရှင်ဖေရအချားဘာသာကိုစော်ကားမိရင် အပြစ်ဖြစ်ပါသလားဖေရတဲ့ဗုဒ္ဓဘာသာဆိုတာမေတ္တာတရားနဲ့အခြေခံတိဆောက်ထားသောဘာသာဖြစ်တာကြောင့်ဘယ်သူအပေါ်ကိုမှစော်ကားခွင့်မရှိပါဘူးဘာသာတူသည်ဖြစ်စေမတူသည်ဖြစ်စေအားလုံးရဲ့အပေါ်မှာမေတ္တာထားဆက်ဆံပြီးမိမိရဲ့တန်ត្រာဝိဒုခလွတ်ရလွတ်ကြောင်းကိုသာရှာဖွေကြင်ကြံအားထုတ်ရမှာဖြစ်ပါတယ်ဒါကြောင့်ဗုဒ္ဓဘာသာဝင်များအနေဖြင့် အခြားသောဘာသာကိုစော်ကားမယ်ဆိုရင်ဗုဒ္ဓဘာသာရဲ့အလိုကျမဟုတ်တာကြောင့်အပြည့်ရှိနိုင်တဲ့အတွက်မစော်ကားရဘူးလို့မှတ်သားထားရပါမယ်။ဖုံဖုံဖေရအင်္ဂလိပ်လိုဆဲဆိုခြင်းပြုမူတာကငရေကြီးပါသလားဖေရတဲ့။အင်္ဂလိပ်လိုဆဲဆိုခြင်းပြုမူတာဆိုတော့လက်ကလေးထောင်ပြီးဆဲတာကိုပြောတာဖြစ်ပါလိမ့်မယ်နော်ဆဲရည်ချင်းဆယ်မျိုးရှိပါတယ်ဆဲရည်ချင်းဆယ်မျိုးကဘာတွေလဲဆိုရင် ၁ဇာတိအမျိုးကိုဖော်ပြ၍စဲခြင်း၂နာမအမိနာမကိုဖော်ပြ၍စဲခြင်း၃ခွတ်တအနွယ်ကိုဖော်ပြ၍စဲခြင်း၄ကာမအလုတ်အကင်ကိုဖော်ပြ၍စဲခြင်း၅တိပ္ပအတက်ပညာကိုဖော်ပြ၍စဲခြင်း၆အာဘာဒအနာယောဂါကိုဖော်ပြ၍စဲခြင်း၇လိင်ကအသွင်ကိုဖော်ပြ၍စဲခြင်း၈ကိလေသာ ရုပ်မာသောကိလေသာကိုဖော်ပြ၍ဆဲခြင်း၉။အာပတ္တိအာပတ်ကိုဖော်ပြ၍ဆဲခြင်း၁၀။ရုပ်မာရိုင်းဆိုင်စွာဆဲဆူခြင်းတို့ဖြစ်ပါれ။ဖော်ပြပါဆဲရည်ခြင်း၁၀မျိုးထဲမှာလိန်ကအသွင်ကို ဖော်ပြ၍ဆဲဆူခြင်းဆိုတဲ့အချက်ပါတာကြောင့်လက်ကလေးထောင်ပြီးဆဲဆူခြင်းဟာလိန်ကအသွင်ကိုဖော်ပြ၍ဆဲဆူခြင်းဖြစ်တဲ့အတွက်အပြစ်ရှိတာကြောင့်ငရေကြီးနိုင်တယ်လို့မှတ်သားထားရမှာဖြစ်ပါれ။ အရှင်ဖေရရိုသေးစွာရှောက်ထားခွင့်ပြုပါကိုယ့်ရဲ့ဇနီးမယားနဲ့အတူ ကာမဆက်ဆံခြင်းကမဘာသီလပြတ်ပါသလားအပြည့်ရှိပါသလားတဲ့မဘာသီလထဲမှာပါတဲ့ကာမေတုမိစ္ဆာစာရသိက္ခာပုဆိုတာ ကိုသားမယားနဲ့ကာမဆက်ဆံတာကို ပြောတာမဟုတ်ပါဘူးနော်ကာမေတုမိစ္ဆာစာရဆိုတာ ကာမေတုအစင်းအတန်အနတ်အယတာ အတွေ့အထိဆိုတဲ့ကာမဂုဏ်တရားတို့အပေါ်၌မိစ္ဆာစာရမှားယွင်းစွာကျင့်ခြင်းလို့အဓိပ္ပာယ်ရပါတယ်။ကာမဂုဏ်တရားတို့အပေါ်မှာမှားယွင်းစွာကျင့်တဲ့အကျင့်ကိုပဲကာမေတုမိစ္ဆာစာရလို့ခေါ်ပါတယ်။ကာမေတုမိစ္ဆာစာရကံမြောက်ချောင်းအင်္ဂါ၄ချက်ရှိပါတယ်။အဲ့ဒီအင်္ဂါ၄ချက်ကဘာတွေလဲဆိုရင်၁မတော်လန့်အပ်သော မိမအယောက်၂၀ဖြစ်ခြင်း၂ထိုမိမကိုမှီဝဲလို့သောစိတ်ရှိခြင်း၃လုံလပြုခြင်း လေးตายาခြင်းတို့ဖြစ်ပါတယ်ဖော်ပြပါအင်္ဂါ၄ချက်ထဲမှာမသွာလာအပ်သောမိမအယောက်20ဖြစ်ခြင်းဆိုတာပါတာကြောင့်အဲ့ဒီမိမအယောက်20ထဲမှာမိမိတရားဝင်ယူထားတဲ့ဇနီးမယားမပါပါဘူးเนาะဒါကြောင့်မိမိဇနီးမယားနဲ့ကာမဆက်ဆံခြင်းက၅ပါးတီလာလဲမပြတ်တယ်လို့အပြစ်လဲမရှိပါဘူး